မင်္ဂလာပါကောင်းချီးမင်္ဂလာရှိတော်နေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါရဖျားတန်တော်ပါမှာခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီ။အကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမိနစ်မှာကျေးဇူးတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံခန်းကြီး၁၉အပိုင်းငယ်၁ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။မိုးကောင်းကင်သည်ဘုရားသခင်ဤဘုံအတေရော်ကိုကြားပြော၍မိုးမျက်နှာချက်သည် လက်တော်နှင့်လှုပ်တော်အရာများကိုပြသ၏။ ီခန်းကြီး16ကို ကြည့်တဲ့အခါမှာဒီတဘာဝတရားနဲ့တသရှိတမဲ့အရာတွေအလုံးကဘုရားသခင်ရဲ့ဘုံအတရေကိုပြသနေတယ်ဘုရားသခင်ရဲ့အကြောင်းကိုတသက်ခံနေတယ်လို့ပြောပါတယ်ဒါရင်မကသေးပါဘူးအောက်ပိုင်းမှာဆက်ဖက်ရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကလည်းမလိမ်မညာပဲကျွန်တော်တို့ကိုအမှန်အတိုင်းပြောပြနေတာဖြစ်တယ်ယုံလောက်ဖွယ်တသက်ရှိတယ်ဆိုတာကိုဖော်ပြနေတာတွေ့ရပါတယ် ီအခန်းကြီး16ကို ဖတ်တဲ့အခါမှာပထမတစ်ပိုင်းကတော့ဖန်ဆင်းခံထားရတဲ့အရာတွေကဘုရားရဲ့ဘုံအတီကိုကြားပြောနေတယ်လို့ဒုတိယတစ်ပိုင်းကတော့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုယုံလောက်တဲ့တတ်တည်ပေးတဲ့အတွက်ကြောင့်ယုံကြည်နိုင်တယ်လို့ဖော်ပြတာတွေ့ရပါတယ်။ဒါဆိုရင် ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ကိုသိဖို့ရန်အတွက်အဝေးကြီးမှမရှိပါဘူး။တဘာဝတရားတွေကဖော်ပြတယ်နှုတ်ကပတ်တော်အားဖြင့်လည်းဘုရားသခင်ကဖော်ပြတယ် နှုတ်ကပတ်တော်မသိရင်တော့ဖန်ဆင်းထားတဲ့အရာတွေကဘုရားကိုသိနိုင်ဖို့နီလန်တစ်ခုဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုသိပြီးတော့ယုံကြည်မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်အကျိုးရှိတယ်ဆိုတာကိုလည်းဖော်ပြထားတာတွေ့ရပါတယ်ဒါကြောင့်မလို့တဘာဝတရားနဲ့နှုတ်ကပတ်တော်ကဘုရားသခင်ရှိကြောင်းကိုတသက်ခံနေဆိုရင်ကျွန်တော်တို့ကရောဘုရားသခင်ရှိတယ်ဆိုတာကိုတသက်မခံနိုင်ဘူးလားကျွန်တော်တို့ကဘုရားသခင်ကိုသိပြီးမှ ဘုရားသခင်နဲ့အကျွမ်းဝင်ပြီးမှဘုရားရဲ့မဆခြင်းကျေးဇူးတွေကို ခံစားရပြီးမှဘုရားသခင်ရှိတယ်ဆိုတဲ့သက်သေကိုကိုယ်တိုင်ခံစားရတဲ့အရာကို သူတပားကို ပြန်ပြီးသက်သေခံဖို့သူတပားကို ပြန်ပြီးတော့မှကျွန်တော်တို့ပြောပြဖို့ရန်လိုတယ်ဆိုတာကို သိရှိနားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ယေရှုခရစ်တော်ကြွလာတဲ့အခါမှာဟောရှနာဖြစ်စေတည်းဆိုပြီးတော့မှ လူပရိသတ်တွေကကိုရောကိုကြိုးဆိုကြပါတယ် အဲ့ဒါကိုမကြိုက်တဲ့သူတွေကတိတ်တိတ်နေစီဖို့ရန်အတွက်သခင်ယေရှုကိုပြောတဲ့အခါမှာသူတို့တိတ်တိတ်နေမယ်ဆိုရင်ကြောက်ခဲတွေကထအောင်မယ်ဆိုပြီးတော့မှဒီလိုပြန်ပြောတာတွေ့ရပါတယ်သခင်ယေရှုခရစ်တော်ကသူနဲ့ပတ်သက်တဲ့အရာတွေကိုကြွေးကြော်တာပဲဖြစ်ဖြစ်ပြောပြတာပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးနဲ့လှုပ်လှုပ်ယေရှုက မတားမြစ်ဘူးဆိုတာတွေ့ရပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်အကြောင်းကိုလူတွေသိဖို့နီလန်မျိုးစုံနဲ့ကျွန်တော်တို့ကလှုပ်ကြရမှာဖြစ်ပါတယ် တားဆီးရင်တော့ကြောက်ခဲတွေကထပြောပါလိမ့်မယ်ဒီလိုဆိုလို့ရှိရင်အတိတ်ဘယ်ကပါလဲဆိုတော့ယေရှုခရစ်တော်ကသူ့ရဲ့ဘုန်းတော်ကိုချီးမြှောက်တာသူ့အကြောင်းကို ပြောတာကို လုံးဝအားပေးတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့မြတ်တာဂျေဇူးပြုခြင်းမှစဘုရားသခင်ရဲ့ကယ်တင်ခြင်းအကြောင်းအရာတွေကိုတနေ့ထက်တနေ့ကျွန်တော်တို့ကပြောပြဖို့လိုပါတယ် ကျွန်တော်မပြောလဲသူများပြောလိမ့်မယ်ဆိုတဲ့စိတ်မျိုးမရှိဘဲနဲ့ကျွန်တော်တို့ပြောမှဖြစ်မယ်ကျွန်တော်ကိုယ်တိုင်ပြောပြဖို့လိုတယ်ဆိုတာကိုသဘောပေါက်ပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒူရီပိသားစုဝင်းနေလှုပ်ဖို့ဆောင်ပတ်တည်းသူတို့တွေကိုကျွန်တော်တို့ယေရှုခရစ်တော်အကြောင်းကိုပြောပြဖို့ရန်အတွက်အချိန်ပေးရပါမယ်မပြောပြတတ်ရင်လဲပြောပြတတ်တဲ့သူတွေကိုခေါ်ပေးပြီးတော့မှတွေ့ဆုံစေရပါမယ်ဒါကြောင့်မလို့ဧဝံဂေလိတရားကိုလူတိုင်းကြားဖို့ရန်အတွက် ဖန်ဆင်းရှင်ဘုရားသခင်ကိုလူတိုင်းသိဖို့ရန်အတွက်ကျွန်တော်တို့တအားသေး၍ပါဝင်ကြဖို့လိုပါတယ်။အမှုတော်မြတ်ထဲမှာငွေကြေးအားဖြင့်ဆုတောင်းခြင်းအားဖြင့်ကိုယ်တိုင်သက်သေခံခြင်းအားဖြင့်ပါဝင်ဖို့လိုပါတယ်။ဝေစာကဏ္ဍဟောပြောခြင်းကဏ္ဍအွန်လိုင်းမီဒီယာကဏ္ဍတွေအားဖြင့်စာပေအားဖြင့်မြည်လမ်းမျိုးစုံနဲ့ကျွန်တော်တို့တွေပါဝင်ဖို့လိုပါတယ်။ချစ်တော်မိပါညီကိုမောင်နှမတို့ကျွန်တော်ပိုင်ဆိုင်ထားတဲ့ငွေကြေးချိန်တိုင်းခွန်အားတွေကို ဘုရားသခင်ကိုလူတွေသိဖို့ရန်အတွက်ယဉ်နီးမြုံနှံကြရအောင်လို့တိုက်တွန်းပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်ကျွန်တော်ရဲ့အသက်တာမှာကိုရောကိုတား၍တည်ကျွမ်းစေဖို့ရန်အတွက်လိုအပ်သမျှမဆာခြင်းကိုကိုရောပေးလို့ယေရှုတင်ပါတယ်ဖန်ဆင်းထားတဲ့အရာတွေအပြင်လဲသိနိုင်တယ်နှုတ်ကပတ်တော်အပြင်လဲသိနိုင်တယ်ထို့နည်းတူကျွန်တော်တို့လည်းပဲသူတစ်ပါးတွေကိုဘုရားသခင်နဲ့မိတ်ဆက်ပေးနိုင်ဖို့ရန်ကိုရောမဆာပါနီလန်မျိုးစုံတုံးပြီးမှ လူတွေကိုခရစ်တော်ထံခေါ်လာနိုင်ဖို့မားစားပါယေရှုတင်တဲ့ဘာကျွန်တော်ရဲ့ငွေကြေးကိုအသုံးပြုပါကျွန်တော်ရဲ့အချိန်ကိုအသုံးပြုပါကျွန်တော်ရဲ့ခွန်အားတွေကိုအသုံးပြုတော်မူပါကိုရောအတူရှိကြောင်းသက်သေထူ၍များစွာသောသူတွေလွတ်မြောက်စေဖို့မားစားပါယေရှုခရစ်တော်နာမ၌ဆုတောင်းသလိုဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်များအပေါ်မှာလည်းကိုရောဆက်လက်ပြီးယေရှုပြုတော်မူပါကွဲကားပါယေရှုခရစ်တော်နာမ၌ဒီနေ့တာကိုဆက်ကဆုတောင်းပါ၏အာမင်